မင်္ဂလာဝဲတွေတွားရင်တို့သမီးတယ်လာနေတဲ့အီချောပေါ်ရဲ့နောက်ွယ်ကအကြောင်းရင်ဆိုရှယ်မီဒီယာပေါ်မှာမင်္ဂလာဝဲသတင်းတွေထူးသဖြင့်အမှုပညာရှင်တွေရဲ့မင်္ဂလာဝဲပုံတွေတက်လာပြီဆိုရင်ပရိသတ်တွေအဓိကကြီးကြတာကတော့အိမ်တွေရဲ့လှဆောင်ဖြစ်ရမယ့်တို့သမီးပါပဲ။ဒါပေမဲ့မင်္ဂလာဝဲတွေမှာတို့သမီးတွေအာယုံဆိုင်ခင်ရကဘောင်းဝက်လာလေဘလောက်ထိလာနေလဲဆိုပြီးပရိသတ်တွေကမျက်စိတောက်တောက်ကြည့်တတ်တဲ့အမြဲတမ်းစောင့်ကြည့်ခင်ရတဲ့ဧည့်သည်တယောက်ရှိပါရဲ့။သူကတော့မင်းသမီးချောအီချောပေါ်ပါပဲ။ဒါကြောင့်လေခုနောက်ပိုင်း မင်္ဂလာပွဲတိုင်းမှာဤချုပ်ပေါ်တရားသူတို့သမီးကို အားမနာဘူးလားပွဲရှင်တဲ့ပို့တောက်ပနေတဲ့အတန်းရှင်းလို့ချင်လို့တမင်လို့တာလားဆိုရဲဝေဖန်မှုတွေပြောဆိုမှုတွေအမြင်နဲ့လိုလိုပေါ်ထွက်လာပါရဲ့အထူးသဖြင့်ဟိုတလောကသူတငယ်ချင်းမိဘကြီးရဲ့မင်္ဂလာပွဲဆိုရင်လေသူတို့သမီးမိဘကြီးထက်တာမှာဤချုပ်ပေါ်ကပို့ပြီးတော့လှပပေါ်လွင်နေခဲ့တယ်ဆိုပြီးလူတွေကြားမှာတော်တော်လေးပြောစမဲ့ဖြစ်ကြရပါရဲ့ဤချုပ်ပေါ်ကသူတို့သမီးကိုမျက်နှာသာမပေးဘဲတမင်တကာပို့လောက်အောင်ပြင်ဆင်လာတာလားဆိုပြီးတော့လူတွေကထင်လာကြတာပါတကယ်တော့ဤချုပ်ပေါ်ဝတ်တဲဝတ်ဆုံတွေရောတကယ်တမ်းတော့ အချောင်းမင်းသမီးတွေဝတ်တာတဲ့အများကြီးပို့ပြီးစီမံထားတာမဟုတ်ပါဘူး။ဒါပေမဲ့သူပါဝတ်လိုက်ဝတ်လိုက်အိတ်ဝတ်စုံကသူ့ခန္ဓာကိုယ်ပေါ်မှာတောက်ပါလာပါနေတာပါ။ဒါပါကြောင့်လေလို့အဓိကအကြောင်းရင်းကတော့ခန္ဓာကိုယ်ချိုးစားပါပဲ။ဤချောပေါ်ကနုပညာလောကမှာ fitness ဝင်လို့ခေါ်ရလာအောင်နှစ်ပေါင်းများစွာဂျင်းမာချင်းပေးပြီးတော့လေ့ကျင့်တိစောက်ထားတဲ့ကျန်းမာလာပါတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသူပါ။ဒီလို perfect ဖြစ်တဲ့ခန္ဓာကိုယ်မျိုးပေါ်မှာတာမင်မြမဝတ်စုံလေးနဲ့ဝတ်လိုက်အောင်ကြီးလိုက်တာနဲ့အလိုလိုထင်းထွက်နေပြီးတောက်ပါနေတာဟာသဘာဝပါပဲ။ ဒါသူတကူတကပြင်ဆင်လို့လာတာတဲ့သူ့ရဲ့ငွေရှင်ရင်းဆွဲစ조사မှုကပေးထားတဲ့ရလဲချောင်းလာနေတာပါဒုတိယချက်ကသူ့ရဲ့ fashion အမြင်မှာအချို့ဟာထင်ကြပါတယ်ဘွဲတဝဲမှာတောက်ပါခြင်းရင်စိတ်နေကြောက်တယ်အများကြီးတရမယ်အတောက်ပါဆုံးရောင်းနေဝေးရမယ်လို့ထင်ကြပါတယ်ဒါပေမဲ့ဤချောပေါ်ရဲ့ style ကိုကြည့်လိုက်ပါသူမလာပါကြောင်အမြဲတမ်းထင်ရှားနေပါတယ်ဤချောပေါ်ကသူသားရင်နဲ့လိုက်ဖက်တဲ့အရာတိမ်မွေ့ပြီးတော့ကြီးကောင်းတဲ့ရောင်းတွေကိုပဲရွေးလေးရှိတယ်သူခနာကိုရဲ့အလားဆုံးစိတ်ပိုင်းတွေကိုပေါ်လွင်စေမယ့် ကိုနဲ့တသားရဲကြနေတဲ့ဖစ်တီမျိုးကိုဝစ်စင်ပါရီဒီချက်တွေကြောင့်သူကအများကြီးမစင်ထားပေမဲ့အလုံးကြားထဲမှာထင်းကနေဖြစ်နေပြီးလူတွေရဲ့အာယုံကိုဖန်ဆားနိုင်တာပါအီချောဘောကတာမန်ဧည့်သည်တယောက်မဟုတ်ပါဘူးသူကမြန်မာနိုင်ငံရဲ့ထိတ်တန့်သရုပ်ဆောင်မင်းသမီးတယောက်ပါအနုပညာရှင်တယောက်နေနေပရိသတ်ရှိကိုထွက်တဲ့အခါခန်းနာတစ်ခုကိုတက်ရောက်တဲ့အခါကိုကိုချစ်တဲ့ပရိသတ်ကိုလေးစားသမှုနဲ့အမြဲတမ်းအကောင်းဆုံးပုံစံဖြစ်နေအောင်ပြင်ဆင်ရတာဟာသူတို့ရဲ့ professional တာဝန်တစ်ခုပါ ဒါကသူတို့သမီးကိုအားမနာတာဒါမှမဟုတ်အတန်းရှင်းလို့ကျင်တာတဲ့သူ့ရဲ့နုပညာအီးမေးကိုထိမ့်သိမ့်နဲ့ပရိသတ်ကိုအမြဲတမ်းအကောင်းဆုံးပြသလိုတဲ့သူ့ရဲ့စိတ်ထဲကြောင့်လိုပဲရှုမြင်နိုင်ပါတယ်။ဒါကြောင့်ဆုံးသက်နေတဲ့ပြောင်းရင်ဤချောဖို့တရားမင်္ဂလာဝဲဒီမှာလာနေတာဟာသူတို့သမီးတဲ့ပိုလှအောင်ပြင်လာတာမဟုတ်ပါဘူး။သူမရဲ့နှစ်ပေါင်းများစွာစူးစမ်းထားတဲ့ခန္ဓာကိုယ်သူမရဲ့မိုးရပါလာတရားနဲ့သူမရဲ့ဖက်ရှင်မြင်နေပေါင်းဆက်သွားလို့ပါ။တကယ်တော့လာတရားဆိုတာကြီးတဲ့သူရဲ့မျက်စိထဲမှာပဲရှိတာပါ။ သူတို့သမီးကလည်းသူ့ရဲ့နေမှာသူတို့သမီးအလှနဲ့အလှဆုံးဖြစ်နေတယ်လို့ဤချောဘောကလည်းတက်ရောက်လာတဲ့ဧည့်သည်နုပညာရှင်တယောက်ရဲ့လှနဲ့လှနေတာပါပရိသတ်ကြီးတို့ကရောဤချောဘောရဲ့လှတရားပေါ်မှာဘလို့မြင်ကြပါသလဲသူတို့သမီးတဲ့ဧည့်သည်ကပိုလှနေတာကိုလက်ခံပါသလားမိမိတို့ရဲ့မြင်လေးကိုလည်းဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦးရှင်